ရွေးကောက်ပွဲစမယ်နေ့လားဒို့မဟုတ်ရွေးကောက်ပွဲမစခင်လားညီတို့ဘက်ကထိုးစစ်တစ်ခုဒါမှမဟုတ်တတိယလိုင်းလားဒီဒေးတစ်ခုခေါ်ပြီးတော့ကျုံးမှုတော့လိုပြီဗျတကယ်တော့ရှင်းနေဗျညီတို့ကဘာမှဂယူဆိုင်မနေနဲ့တိထဲကြောက်စရာလည်းဘာမှမရှိတော့ညီတို့အနာဂတ်တွေလည်းမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့ငကားတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့တိရမလားရှုပ်ကိုလမ်းမှာရှုပ်နေတော့ရှင်းပလိုက်ဖို့တို့လေဗျာပြည့်မလားအဲ့လိုပုံစံမျိုးနဲ့ညီတို့သွားနိုင်မှရတယ်အဲ့တော့ကျတော့ညီတို့ကတော့ရှင်းရှင်းပဲ ပြက်ပြက်ပဲကိုလန်းကိုရှုပ်ရင်တော့ကိုကြောင့်အောင်သွားပဲပန်းနိုင်ကိုဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ချင်းပလိုက်မှာတခါတည်းအမြစ်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင်ရှုပ်လိုက်မယ်အဲဒီစူးတွေကိုဟုတ်ကဲ့ကျွန်တော်မိပါညီကိုမွန်မမများအားလုံးပဲတော်လန်ညချမ်းလေးပါဒါကြောင့်ဒီကနေ့အော်တိုဘာလ29ရက်နေ့အတွက်ညပိုင်းတီးရတဲ့မြေပြင်စစ်တည်င်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည်လိုက်အောင်ညာ ဒါကျွန်တော်လည်းဒီရက်ပိုင်းဗီဒီယိုလေးတွေပုံမှန်လေးပြန်လုပ်ပေးတော့မယ်ဆိုမှဒီအလုတ်ကိစ္စတွေကလည်းပေါ်ပေါ်လာလို့ဒါကျွန်တော်လည်းဗီဒီယိုတိုက်ပြီးတော့မလုပ်ပေးပြတာပေါ့နော်အဲ့တော့ဒီအလုတ်ကိစ္စတွေကလည်းဒါကျွန်တော်တော်လိုင်းအတော့ပဲဆိုတော့ဒါကျွန်တော်ဗီဒီယိုတင်ပေးမယ့်ကိစ္စကိုခဏခောက်တာလိုက်ရတာပေါ့နော်အဲ့တော့ဒါကျွန်တော်ရဲ့တာဝန်ပြက်ကွက်မှုတွေကလည်းများနေပြီဆိုတော့ဒါကျွန်တော်နားလည်ပေးကြပါလို့ပဲဒါကျွန်တော်မြစ်တိုင်ရက်ကန်အပ်ပါတယ်ကဲတော့ပထမဆုံးဒါကျွန်တော်မွန်ပြည်နယ်ဘက်ကတည်င်းကောင်းလေးနဲ့စမယ်ဆိုရင်မွန်ပြည်နယ်ရေမော်လမြိုင်ကားလမ်းနှင်းဆောင်ရအဝင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံ DKBA ကဲကိုရေပလူအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရမှာ DKBA ဘက်ကထိခိုက်တိုက်စုံမှုတွေရှိခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ဒါဒီကနေ့အော်တိုဘာလ28ရက်နေ့မှာရေပလူအဖွဲ့က DKBA ကဲကိုဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးအဆိုပါကဲရဲ့ဂိတ်မှုတိမ်းတန်ဆိုသူလက်ပြတ်ထွက်သွားကြောင်း သိရပါတယ်တိစုံမှုတွေကတော့များတယ်ဂိမ်းမှာနေတဲ့သူတွေရဲ့အမျိုးသမီးတွေပါတိပါတယ်ဂိမ်းမှုတိမ့်တန်ဆိုသူကလက်ပြတ်ထွက်သွားတယ်ကြံတဲ့ငွေကောက်ခံနေတဲ့သူတွေလည်းအများကြီးတိပါတယ်လို့ ရေဘလူတပ်ဖွဲ့ရဲ့တပ်ရင်မှုကခေတ်သစ်မီဒီယာကိုပြောပြထားပါတယ်အဲ့ဒီတက်ခတ်မှုအတွင်းရေဘလူတက်ဖွဲ့ဝင်တူလက်မောင်းထိမှန်ခဲ့ပြီးမစိုးရင်ရကြောင်းနဲ့အဆိုပါတက်ခတ်မှုအပြီးမော့ကနေ106တက်မှလက်နက်ကြီးများနဲ့ပြစ်ခတ်ခဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါဗယ်။ဒါတဆက်ထဲမှာပဲမွန်ပြည်နယ်တထုံခရိုင်အတွင်းမှာစစ်တဲ့တထုံနဲ့ဘီနေမြို့နယ်တို့မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းပူးပေါင်းတက်ဖွဲ့တို့ကြားတက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေပါတယ်ဆိုတဲ့သတင်းလေးကလည်း ဒါပြီးခဲ့တဲ့အော်တိုဘာလ25ရက်နေ့မနက်ပိုင်းကဘီလင်းမြို့နယ်ဒေါက်ရက်ကြီးရွာအနီးရန်ကုန်မွန်လမြိုင်ကားလမ်းမှာကင်းဘုံဝို့ပို့လာတဲ့အကြမ်းဖက်စစ်တပ်ကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တို့ကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာနှစ်ဖက်တပ်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ဒါအဲ့ဒီတပ်ပွဲကနိုင်ရွက်ခန့်ဖြစ်ပွားခဲ့ပြီးတပ်ပွဲကရန်ကုန်မွန်လမြိုင်ကားလမ်းမှာဖြစ်ပွားခဲ့တဲ့အတွက်ကားများဖြတ်တန်းသွားလာမရဘဲလမ်းပိတ်ဆုံးမှုဖြစ်ပွားခဲ့တဲ့ကြောင်းခကြီးသွားလာတဲ့သူတွေထံမှသိရပါတယ်။ ဒါအော်တိုဘာလ23ရက်နေ့ကလည်းတထုံမြို့နယ်ရေဝေးကြီးရွာအနီးအင်အား100ခန့်ရှိတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက်တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့နဲ့တက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ဒါအပြင်အော်တိုဘာလ22ရက်နေ့ညပိုင်းကလည်းတထုံမြို့နယ်မူကောင်ကြီးရွာလမ်းစုံအနီးရန်ကုန်မော်လမြိုင်ကားလမ်းတစ်ဆောက်ကင်းလှည့်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ခေနယ်လီပူပေါင်းတပ်ဖွဲ့တို့ကြားတက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ဒါအဲ့ဒီတက်ပွဲဖြစ်ပွားနေတဲ့နေရာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်ခွေတပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်မှုပြုလုပ်နေတဲ့အပြင်အရက်သားတချို့ဖမ်းဆီးခံရမှုတွေလည်းရှိနေတယ်လို့ ဒေတာခန်တွေကပြောဆိုထားပါတယ်။ကဲတော့နောက်ထပ်ဒါကြောင့်အကိုချီတို့ဘက်မှာဆိုရင်အာရခတ်တတို့ A ကတောက်ပြန်ပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးအချို့ဟာစစ်တွေမျိုးဒေတာကုတ်ကံမှုစစ်ဌာနချုပ်ဒါကာစာယုံအဆောက်အဦအနီးဝန်းကျင်မှာကြားရောက်ပောက်ကွဲခဲ့ပြီးစစ်သားအချို့တေဆုံးဒဏ်ရာရရှိသွားခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါအဲ့ဒီအပြန်အလှန်ပြစ်ခတ်မှုကမနေ့ကအော်တိုဘာလ26ရက်နေ့မနက်7:00နာရီခန့်ကနေဒီကနေ့မနက်ပိုင်းအထိဖြစ်ပေါ်ခဲ့ပြီးတေဆုံဒဏ်ရာရစစ်သားတွေကိုရေချမ်းပြင်ကားလမ်းဘေးက စစ်စေယုံတို့ယူဆောင်သွားခဲ့တယ်လို့သတင်းရရှိတဲ့အကြောင်းစစ်တွေဒေသခံစစ်ရေးသတင်းမြစ်တူကပြောဆိုထားပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်အကိုချီတို့ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းကံဘလူမျိုးနဲ့အကြံဘတ်စစ်ခွေတက်ရဲ့စစ်စေယုံဂိမ်းမှာစစ်သားတွေစုဆောင်ဖမ်းဆီးခံခဲ့ရပြီးဖက်ပြေလွတ်မြောက်လာတဲ့အမျိုးသား၁၀ဦးကိုနေမီကန်ပါကဖားတွေကနေရပြန်ဖို့ကူညီဆောင်ရွက်ပေးခဲ့တယ်လို့တိုင်းနယ်ပါကပဒုတံဝန်ခံတဦးထံကသိရပါဗါတယ်။အဲ့ဒီထွက်ပြေးလွမြောက်လာကြတဲ့ဆယ်ယောက်စလုံးကဆွေဘုံမြစ်ကြီးနားကားလမ်းမှာခရီးသွားနေစဉ် အော်တိုဘာလာ22ရက်နေ့ကစပယ်နတာဂိမ်းမှာအကြံပတ်စစ်ခွေတွေရဲ့အတင်းအဓမ္မဖမ်းဆီးခြင်းခံခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီစပယ်နတာဂိတ်ကနေဖမ်းဆီးခံခဲ့ရပြီးတော့စစ်တပ်နံပေးဖို့အတွက်အော်တိုဘာလာ22ရက်နေ့မှာကမ်ဘလူ6.6တပ်ရင်ကိုကားနဲ့ပို့ဆောင်နေခြင်းကားပေါ်ကနေခုံချထွက်ပြေးလွတ်မြောက်လာခဲ့ကြတယ်လို့သိရပါတယ်။ဒါအဲ့ဒီလူငယ်အမျိုးသား10ဦးကအကြမ်းဖက်စစ်တပ်စုံမုံနယ်မြေထဲကနေတော်လိုင်းတပ်ဖွဲ့တွေရဲ့စုံမုံနယ်မြေဘက်သို့ထွက်ပြေးလာနိုင်တဲ့အတွက်ကြောင့်ဒေသခံပကဖားတွေနဲ့တွေ့ဆုံပြီးနေရပြန်လဲပို့ဆောင်ပေးခဲ့ကြတယ်လို့သိရပါဗျ။ ကဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်တဲ့ကြေးရွာတွေကိုအကြမ်းဖက်စစ်ခွေတက်ကနှစ်ရက်ဆက်တိုက်ဝန်တွဲလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ပြည်သူခဏဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတဲ့စိတ်မကောင်းစရာသတင်းလေးကလည်းဒါမနေ့ကအော်တိုဘာလ26ရက်နေ့မနက်9:48မိနစ်ခန့်အချိန်မှစတင်ပြီးဝက်လက်မြို့နယ်အနောက်ချမ်းဝက်လက်ရွာသားကြီးလမ်းမကိုအကြမ်းဖက်စစ်တပ်ရဲ့တဒဦးလေးတပ်မှတက်လာတဲ့ဝန်တွဲလေရင်တစီးကဘုံ49လုံးကျဲချတက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီဘုံကျဲတက်ခိုက်မှုအတွင်းပြည်သူခဏဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဥကောင်းကိုဘုံစားထိမှန်သူတူဦးပါဝင်တဲ့အတွက်ကြောင့်ဒဏ်ရာအခြေအနေကိုဆက်လက်စောင့်ကြည့်နေရဆဲဖြစ်ကြောင်းသိရပါဗျ။အလားတူဒီအော်တိုဘာလ25ရက်နေ့ကလည်းအချမ်းဘတ်စစ်ခွေတပ်ရဲ့တရဦးလီဒါမှတက်လာတဲ့ဝိုင်တွဲလင်းဒစီကဝက်လက်မြုပ်နဲ့အနောက်ချမ်းမှာရှိတဲ့ကြေးရွာတွေကိုဘုံ38လုံးကျဲချတက်ခတ်ခဲ့ပြီးအဲ့ဒီတက်ခတ်မှုအတွင်းပြည်သူများထိခိုက်မှုမရှိခဲ့ကြောင်းသိရပါဗျ။ဒါအပြင်ဒီမကွေတိုင်းပေါင်းမြုပ်နဲ့အနောက်မြောက်ချမ်းပုံတော်တောင်ကျောတဝက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအချမ်းဘတ်စစ်တပ်ကဝိုင်တွဲလင်းနဲ့ဘုံ46လုံးကျဲချတက်ခတ်သွားကြောင်း ပေါမင်းနဲ့ကာကွယ်ရေးအဖွဲ့မှကိုလာရောင်ကပြောဆိုထားပါတယ်။ကဲတော့ဆက်ပြီးတော့ဒီမန္တလေးတိုင်းမတရားမျိုးနဲ့တပီချောင်းရွာမှာရှိတဲ့စစ်ပီဆောင်ပြည်သူများနေထိုင်နေတဲ့နေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်ခွေတပ်ကလေနဲ့ပုံကျဲခဲ့တဲ့အတွက်ကြောင့်ပြည်သူ၄ဦးတေဆုံးခဲ့ကနေအများပျက်စီးသွားခဲ့ပါတယ်ဆိုတဲ့စိတ်မကောင်းစရာသတင်းလေးကလည်းဒါမနေ့ကအော်တိုဘာလ26ရက်နေ့ညနေ6:40မိနစ်ခန့်အချိန်မတရားမျိုးနဲ့တပည့်ချောင်းရွာမှာရှိတဲ့စစ်ပီဆောင်များနေထိုင်တဲ့နေရာကိုအကြံဘတ်စစ်တပ်က တိုက်လေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့ကြပြီးအဆိုပါလေကြောင်းတက်ခိုက်မှုအတွင်းအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်းပြည်သူ4ဦးတေဆုံးခဲ့ကနေအမြပျက်စီးသွားခဲ့ကြောင်းသိရပါဗျ။အလားတူဒီကနေ့အော်တိုဘာလ28ရက်နေ့မွန်းလယ်12:23မိနစ်ခန့်အချိန်စံပြီးနဲ့မုံမိတ်မြို့နယ်မကြီးပင်ကြေးရွာကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပေါင်900ဘုံတစ်လုံးနဲ့ပေါင်250ဘုံတစ်လုံးလာရောက်ကျေချာတက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ပြည်သူလူထုနေအိမ်တစ်လုံးပျက်စီးသွားခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ထားပါဗျ။ ီအကြမ်းဖက်စစ်တပ်ကအော်တိုဘာလ၁ရက်နေ့ကနေ26ရက်နေ့အထိ DNL ထိန်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းတက်ခိုင်းမှုကြောင့်ခလီငယ်များနဲ့တန်ကားတော်များအပါအဝင်ပြည်သူ၄၉ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်ကဲတော့လောက်ပိုင်ခွင့်စီတုံကတော့ငါတို့အပြစ်မဲ့ပြည်သူတွေကိုလည်းမင်းတို့လောက်ထားကြအောင်ပေါ့နော်တနည်းနည်းမင်းတို့အလှည့်ရောက်လာရင်တော့ခန္ဓာရင်စီအောင်စူးစမ်းထားကြအောင်ပေါ့နော်ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒါကြောင့်ပြည်သူအချစ်တော်ကြီးဗိုလ်မိုက်ခဲကလည်း ဘလို့တွေပြပြတတပြောလာပြီလဲဆိုတာကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာလက်ရှိဒလောဆင်နေထားမှာညီတို့ဘောနော်အဲဆွမ်းတော့ပြောသလိုဘောရွေးကောက်ပွဲစားမယ်နေလားတို့မဟုတ်ရွေးကောက်ပွဲမစားခင်လားညီတို့ဘက်ကခိုးစစ်တစ်ခုဒါမှမဟုတ်တတိယလိုင်းလားဒီဒေးတစ်ခုခေါ်ပြီးတော့ကျုံးမှုတော့လို့ပြီဗျကျုံးမှုတော့လို့ရှင်းရှင်းလေးပဲညီတို့ရှောက်နေတဲ့ပန်းနိုင်ဘောနော်ညီတို့ရှောက်နေတဲ့လမ်းကြောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုပ်ရှုပ်တဲ့ကောင်မှာကျုံကတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်လိုဟာမျိုးကညီတို့ ီဇွန်းမှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုပေါ့နော်ကိုယ့်အိမ်ကိုမှာနေပြီးစုံရမယ်အနေထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းနေကြညီတို့ကဘာမှ view site မနေနဲ့ဒီထက်ကြောက်စရာလည်းဘာမှမရှိတော့ညီတို့အနာဂတ်တွေလည်းမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့ငကားတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့တည်ရမလားရှုပ်ကိုလမ်းမှာရှုပ်နေရင်တော့ရှင်းပလိုက်ဖို့တို့လေဗျာတည်ရမလားအဲ့လိုပုံစံမျိုးနဲ့ညီတို့သွားနိုင်မှရပြီးလို့ရှိရင်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်တွေကစစ်ကြောင်းထုတ်လို့ လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲနော်လူငယ်တွေမျိုးပေါ်ကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်တွေပေါ့နော်တန်တွေတက်ပါကျန်တဲ့80လောက်ကမိလို့ရှိရင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစားတယ်ဗျညီတို့လည်းလူငယ်ပဲအဲ့တော့ကြတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့သိရမလားလပိတ်တွေတောက်လိုက်ဂိမ်းလေးစော်လိုက်ဒီရမလားဘီယာလေးတောက်လိုက်အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှလဲကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲ အစိုးပြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ဘက်ရွေးတော့တိုက်တဲ့ဘက်ကိုရွေးတော့ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကြတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုကြောက်အောင်သွားမယ်ပန်းနိုင်အောင်ဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ချင်းပလိုက်မှာတခါလေအမြင့်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင်ရှုပ်ပလိုက်မယ်အဲ့ဒီစူးတွေကိုအဲ့လိုမျိုးဒီညီတို့ကသွားမှာဖြစ်တယ်အဲ့တော့ကြတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်းအကျူးဆိုင်ပါအဲဘာပဲဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါလေ တိုင်းပြည်ရဲ့အနာဂတ်ဆိုပြီးတော့ဗောနော်လက်ရှိပစ္စုပန်မှာတော့ငါတို့လူကြီးတွေဖယ်မပေးဘူးဆိုတာလဲဖြောက်တင်နေပြကြနော်လူငယ်လက်ရှိပစ္စုပန်မှာလေလူငယ်တွေအတတ်တရပါဝင်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပျော်ရွှင်မှုကိုရွေးချယ်မှာလာကျွန်တော်တို့ခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တယ်ဆိုဒီအမှောင်ထုကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့တော့ကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အခက်အခဲမျိုးပဲရှိရှိညီတို့တွေ ပန်းတိုင်ကိုရောက်အောင်သွားမယ်ရှိနေတဲ့အမှိုက်ကိုလည်းရှင်းပြဖို့လိုပါတယ်ရှင်းရဲဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းညီတို့အဲညီတို့ရဲ့ညီကိုတွေကိုယုံကြည်ပါတယ်ညီကတော့ရှင်းတော့မှာဗျာအဟမွင့်နေကြွာကဲတော့ဒါကြောင့်ဘုံမိုက်ခဲရရင်ပြတ်တာမှုကတော့နော်ဒါကြောင့်တကယ်ကိုလေးစားပါတယ်အဲ့တော့ဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းဒါကြောင့်ဘူမိုက်ခဲရဲ့မြင်းညံ black tag ကတက်ဖွဲ့ကိုကုညီထောက်ပံ့ပေးခြင်းနဲ့ဆိုရင်ဒီမြင်းညံ black tag က Facebook page မှာတွားရောက်ပြီးတော့ကုညီထောက်ပံ့ပေးကြပါလို့ဒါကြောင့်အနေနဲ့လည်းမေတ္တာရက်ခံပါတယ် ကဲတော့ဒီနောက်မှာလည်းဒါကြောင့် PDF တက်ဖွဲ့တွေနဲ့တော်လိုင်းတက်ဖွဲ့တွေကိုအကြမ်းဖက်ပါဆိုပြီးပြောနေတဲ့ဟိုဘတ်အောက်တန်းစာရက်ကွာကောင်တွေကိုဒါကြောင့်ကိုချိုကြီးကလည်းဘလို့အမှန်တရားထုတ်ဖို့ပြောဆိုလာအောင်မလဲဆိုတာညောဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအဲ့တော့ဒီနေ့ကျွန်တော်တို့ဒီပေါ့ PDF ပေါ့ဟုတ်လားများတို့ PDF တွေဟုတ်လားအုံကြီးတွေကိုဟုတ်လားအာတက်တာတို့နော်အာဟိုဝါတွေတက်တာတို့ DI တက်တာတို့များတို့ပြောကြတယ် နော်အဲ့တော့ကျွန်တော်ပြောခဲ့ပြီးသွားရှင်းပြခဲ့ PDF တွေသူတို့လမ်းကြောင်းသူတို့ရွေးချယ်ွားတယ်နော်အဲ့ရွေးချယ်ွားပြီးတော့သူတို့အနာရုံတရမယ်ဟုတ်လားဒီကောင်သူတို့ပြောက်အောင်လုပ်ရမယ်အဲ့တော့ဒီလောက်အင်အားကြီးရဲ့စစ်တပ်ကြီးကိုနိုင်အောင်တိုက်ဖို့ဆိုတာစစ်တပ်မှာတောက်တိုင်ကြီးရှိဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာလက်ရှိနေပြည်မှာဒီစစ်တပ်ကနော်အုတ်ချုပ်ရင်ရန်ရလဲပတ်နိုင်အောင်အတွက်အဓိကဟုတ်လား จ้ากั่นพี่ดอกตาหินพี่จ้ากั่นพี่แล้วลุบไปนี่ล่ะนัมเบอร์1ดีอุจี้เลยเอออุจี้เลยโต่อ่ะตีนใจด่าไม่ซ้ายแม้เนปิดตาก็ PDF อลุนล่ะ PDF ก็อาจารย์ปัตตมาล่ะเออดีอุจี้เลยโต่อ่ะตีนใจด่าไม่ซ้ายဒီလိုမျိုးရှင်းပြတာဟာအကျန်းဖတ်တယ်ဆိုလို့ရှိရင်လက်ရှိတိုင်းပြည်ကို ခေဆက်ဆက်အုပ်ချုပ်လာတဲ့စစ်တပ်ကကျူးလွန်ခဲ့တဲ့အကျန်းဖတ်မှုတွေကအဲ့ဒါတွေကိုကျတော့ကျွန်တော်တို့ဘယ်လိုပြောမလဲ ဘလို့ဘလို့နီးလန်းမျိုးနဲ့ဖြည့်ရှင်းမလဲအဲ့ဒါတွေကြားလို့ရှင်နော်အဲ့တော့ PDF တွေကလည်းဟုတ်လားဒီစစ်တပ်ရဲ့ထောက်တိုင်နေဖြစ်တဲ့နော်အုတ်ချိုရေးမူတွေတရင်ပေးတွေအခုဒီဆိုလို့ရှိရင်လည်းဟုတ်လားစစ်တပ်ကိုဝါရပြန့်ပေးနေတဲ့အောင်မင်းတို့လိုကျော်မျိုးမင်းတို့လိုကျော်စုံတွေလိုဟုတ်လားစနိုက်ပါစုတို့လိုဒါတွေကလည်းစစ်တပ်ရဲ့ထောက်တိုင်နေပဲ ပြင်းရမှာအကောင့်နေလဲခု PDF ကစစ်တပ်ကိုချမယ်ဆိုလို့ရှိရင်စစ်တပ်ကိုအခုစော်ရဲဆိုတဲ့နေရာမှာလဲစစ်တပ်ရဲ့အုတ်ချုပ်ရေးချလို့မရအောင်ခြေချလို့မရအောင်အတွက်ကိုလောက်တလို့မျိုးနော်စစ်တပ်ကလည်းဒီ PDF တွေခြေချလို့မရအောင်ခြေမြဲလို့မရအောင်မြင်းလန်စနစ်ကိုတုံးတာပဲရွာတွေကိုမီးရှို့တာပဲအခုမှဘုရားအောင်မှာဆိုလဲဘုံကျဲပြည့်တယ်ចောင်းဆိုလဲဘုံကျဲတာပဲ လောက်တာပဲချတာပဲနှစ်ဖက်စလုံးချတာပဲအဲ့တော့ခုနကကျွန်တော်ကိုရေးတဲ့ကိုမန်းပိုင်ရှင်ဂျင်းနဲ့ကိုကျွန်တော်ပြောပြတာမျှတရလားမသိဘူးအဲ့တော့ကျွန်တော်တို့ကတစိမ့်ရှိတစိမ့်ရှိဟုတ်လားတိုင်းပြည်တိုင်းပြည်အေဂျင့်အောင်ပြောပါဟုတ်လားတိုင်းပြည်အေဂျင့်အောင်ပြောပါဟုတ်လားတိုင်းပြည်ငင်းချောင်းပြောပါအာကလေးသူငယ်တွေကိုမမြောက်ပေးပါနဲ့မလုတ်ပေးပါနဲ့ဆိုတာဒါတွေကခင်ဗျာတစ်ဖက်သက်စကားတွေပြဟုတ်တစ်ဖက်သက်စကားတွေတိုင်းပြည်ကိုငင်းချမ်းဖို့အတွက် နော်သူတို့တွေလှုပ်ခဲလှုပ်လာခဲ့ပြီးွားပြီးနှစ်ပေါင်းများစွာအခုမင်းအောင်လည်းက2021မှာဂျောင်းကိုခင်ဗျလူမိုက်ဆန်ဆန်ကို လူပါဝပြီးတော့ကလင်ကြစ်လှုပ်ပြီးတော့အာနာသိမ်းွားလာอืมအာနာသိမ်းွားလာအဲ့တော့ period တွေကသူတို့ကိုနိုင်အောင်ချမှာသူတို့ကိုနိုင်အောင်ချမှာအဲနိုင်အောင်ချမယ်ဆိုတဲ့နေရာမှာဒီအချိန်ဒီတစ်ချိန်ကအရန်အရေးကြီးဆုံးပဲနော်ဒီတစ်ချိန်ကအရေးကြီးသူတို့ဒီတစ်ချိန်နိုင်အောင်ချတယ်ဆိုတဲ့ဟာက ကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက်ဟဲ့လက်နဲ့ကင်အပွဲဒီအထူးသဖြင့်ဒီစစ်တပ်ပေါ့ဒီစစ်ဖို့တပ်ပေါ့လက်နဲ့ကင်ပြီးအာဏာမသိမ်းရအောင်အတွက်ကိုသူတို့နိုင်အောင်တိုက်ရနော်နိုင်တဲ့အခါမှာလေဒီနေ့မင်းအောင်လိုင်ကိုဟုတ်လားတရုတ်ဖြစ်ဖြစ်ရုရှားဖြစ်ဖြစ်ဖွဲ့ပြေးခိုင်းပြေးခိုင်းမပြေးခိုင်းလို့ဒီကောင်ကမြန်မာပြည်ထဲမှာနေမယ်ဆိုလို့ရှိလို့ရှိရင် ီကောင်ကို ခုံယုံတင်ရမှာဒီကောင်ပါဝင်ဒီကောင်နဲ့အုပ်စုအကုန်လုံးကိုခုံယုံတင်ပြီးတော့တရားဥပဒေနဲ့ပြည်တံချမှတ်ဒါမှကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက်ဘာအကြောင်းပြချက်နဲ့မှစစ်တပ်ကနေအခုလိုလက်နက်ကင်ပြီးတော့အာဏာမသိမ်းအောင်တဲ့ကိုကျွန်တော်တို့ကသင်ငန်းစာကောင်းကောင်းကိုပေးရမယ်ကျွန်တော်တို့ကမျှတလာမသိဘူး PDF ကိုတည်းကိုအကြမ်းမဖက်ဘူးလို့မပြောဘူးနော်အကြမ်းဖက်တယ် ့သူတို့အကျမ်းဖတ်တယ်အကျမ်းဖတ်ပဲလေဘယ်လိုလဲစစ်တပ်ကလည်းအကျမ်းစစ်တပ်ကလည်းသူတို့လည်းအကျမ်းဖတ်တယ်ဒါပေမဲ့စစ်တပ်ကအကျမ်းဖတ်တာကပြည်သူအများစုစံနာကိုစန့်ကျင်ပြီးတော့ပြည်သူတွေကိုပြိနှိပ်နှိပ်ကွပ်ဖို့နော်ပြည်သူတွေကိုဂုတ်သွေးဆုပ်ဖို့လူပါဝါဖို့အတွက်အကျမ်းဖတ်တယ်ပိုးဘက်ကအကျမ်းဖတ်တယ်ဆိုတာကဒီမကောင်းဆိုးဝါးစနစ်ကြီးကိုတိုက်ဖြတ်ဖို့ အဲ့ဒီမကောင်းဆိုးကားစနစ်နေရာကြီးထဲမှာ ပြည်သူအများစုဆန္ဒနဲ့ညီတဲ့ဟုတ်လားဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တရားဥပဒေစိုးမိုးတဲ့အကျင့်တက်ခြားစားမှုတွေမရှိတဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ်တည်ထောင်ဖို့အတွက်သူတို့အကြမ်းဖက်နေတာဒါ the means and the end ဆိုတာရှိတယ်ဟုတ်လားနိုင်ငံရေးမှာဒီမှာဦးနည်းမှာသူတို့စကားပြောကြတဲ့အခါเนาะအဲ့တော့မီးလန်းတွေကဒီချိန်မှာတိတ်ပြီးတော့အရေးမကြီးတော့ဟုတ်လားရလက်ကအရေးကြီးတယ် ရလက်ကဘသူပါလုံးနိုင်မလဲ PDF နိုင်လို့ရှိလို့ရှိရင်နိုင်ငံကောင်းစားမယ်နော် PDF မနိုင်မင်းနဲ့ရှုံးသွားလို့ရှိလို့ရှိရင်ဒီစစ်တပ်ဒီကောင်တွေစစ်ဖို့တွေအုပ်ချုပ်လို့ကတော့သွားပြီးတိုင်းပြီကျွန်တော်တို့တိုင်းပြီကတော့အခုနောက်ကိုရီးယားလို့ဖြစ်ဖြစ်ကမ္ဘောဒီးယားလို့ဖြစ်ဖြစ်နော်အဲ့ထဲမှာကျွန်တော်တို့ပြည်သူလူထုတွေအမောင်ကဘာထဲမှာနေကြပြီတော့ပဲအနေဒါအဲ့လိုဖြစ်နေနော် ကဲတော့ဒါကြောင့်ကိုချိုကြီးရအောင်နော်တကယ်ကိုလေးစားပါတယ်နော်အခုလိုပြောပြသွားပြရတော့ကြားတယ်နော် over audience ရက်ကွာကောင်းတယ်ငါတို့ PDF တွေကမင်းတို့စစ်ခွေတောက်တိုင်တွေကိုသွားပြီးတော့တတ်တာဟုတ်နော်အကြမ်းဖက်လို့ပြောရအောင်မင်းတို့စစ်ခွေတက်ကဒီလေရင်နဲ့ပြည်သူတွေကိုလိုက်ပြီးတော့ဘုံကျဲနော်ဒီစာတင်ကြောင်းတွေဘာသာရေးအဆောက်အုံတွေဖုံးကြောင်းတွေကိုလိုက်ပြီးတော့ဘုံကျဲတာကြတော့ဒါဒီမိုကရေစီပေါ့ဟုတ်လားဟမ်စောက်ပေါ်တွေကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီစစ်ခွေ lobby လလုံးကြီးကိုဖြစ်သွားတဲ့ ဒီအောက်တန်စာဘောမအနုပညာစင်တွေနဲ့ပတ်သက်ပြီးဒီမတ်တဲကလည်းဘာတွေပြောထားမလဲဆိုတာကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအဲ့ဒီကအလုံးစုံပြည့်စင်နေတာမျိုးလည်းမဟုတ်ဘူး few moments later ဘာတော့ကိုရနီးလာဟဲ့ဒီရဒီရတရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့လိုချင်လို့ဖြစ်ပါတယ်ခင်ဗျာဟာဒီကန်းကိုဖျက်ဒီကန်းကိုဖျက်ခဏနေဆက်ရကန်းဝင်လို့ဖြစ်တော့မှာပါ တဘွားကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးရေးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့လေရှင်းနေတယ်လို့ကျွန်တော်ထင်တယ်။ Oh my god တိုင်းပြည်ရဲ့ရွေးတခုကိုတွားနေတာကတော့အမှန်ပဲဗျာ။သမ်းကြည့်ရသောက်ဖက်တွေတရားကြည့်ရမှာဟွန်း ်ယောက်ျားအေးဖြစ်တော့ဘလောင်းမလဲနော်နေပြောခဲ့တဲ့စကလုံးတိုင်းစကလုံးတိုင်းစကားတိုင်းစကားတိုင်းကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဘာဖြစ်ဖြစ်အပြစ်ကြီးပြောနေတော့ဖိလိုက်လေပြစီအောင်မလုပ်ချင်လို့လေကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာဒီရွေးကောက်ပွဲကအတူကြီး တကယ်အမှန်မရှက်ပါဘူးဒီလိုကားမျိုးများတိုင်းတစ်ပါးကဒါကြည့်ပြီးလို့ရှိရင်ဒုဗမာပြည်မှာတထောင်စားတွေရှိနေပါလားလို့သူထင်သွားမှာပေါ့ဟင်အေးတော့ဘောင်းကြီးအောင်ရပါမယ်ဟုတ်အောင်ရပါမယ်ဂျီပေါ်စီတွေဝင်လို့ရမယ်ဆိုတဲ့စစ်ကောင်စီကပြောတဲ့စကားတွေကိုပြောခိုင်းတဲ့စကားတွေကိုနင်တို့ကစောက်ရှက်မရှိပြောသေးတယ်နော် ပြောရဲသေးတယ်နော် ပြည်သူအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်မှာဒီမိုကရေစီဒီလောက်တော့နင်တို့ပညာတတ်တယ်မဟုတ်လားဒီလောက်တော့တွေးတတ်တယ်မဟုတ်လားဘာဖြစ်လို့ပြောင်းလဲပြောင်းစားကြီးတွေပြည်သူကိုကျင်းထဲ့နေတာလဲဟမ်အမှုပညာရှင်တွေအောက်တန်းစားတွေဟမ် တကယ်ရှင်ပြိုင်နိုင်တဲ့တကယ်ပြည်သူကဒီမိုကရေစီအတွက်ဆိုပြီးတော့တင်နာပြီးယူရေးထားပြီးလေအဲ့ဒီယူရေးထားတဲ့လူကိုထောင်ထဲထည့်ထားတဲ့ကောင်တွေကပြောခိုင်းတဲ့စကားတွေဖြစ်တဲ့ဒီမိုကရေစီဆိုတဲ့စကားကိုဒီနုအမှုပညာရှင်တွေဗဇက်ကဘယ်လိုစိတ်မျိုးနဲ့မြင်ထွက်ကြတာရောဟွန်းဒီနုကဘုံထောင်တိုင်းတော်လန်ရေးမဟုတ်ဘူးဆိုတဲ့ဇက်ဝင်ကောင်ရှင်းပြပါအောင်နည်းနည်းလောက်ဟုတ်လားဘုံကျဲတာလဲ ဒီမူကြေးစီမဟုတ်ဘူးလို့ဘာလို့ထဲမရိုက်တာလဲအဲ့ဒါပြောတာဟင်မင်းတို့ဘုံထောင်တာကိုထဲရိုက်တယ်ဘုံကျဲတာကိုဘာလို့ထဲမရိုက်တာလဲဟုတ်လားမင်းတို့မဲဆွဲတဲ့ကာလမှာမဲထဲဖို့ထဲရိုက်တယ်ဘာဖြစ်လို့စစ်မှုထမ်းတဲ့အကြောင်းတွေထဲမရိုက်တာလဲဟမ်အဲ့တော့တုံလိုင်းရေးကာလမှာရှင်တို့ရိုက်နေတဲ့ဇကားတွေကိုတော့မှကျမတို့တွေကဘာမှမပြောဘဲနဲ့နှုတ်စိတ် ီးတော့နေပေးကြတယ်ဆိုတော့ပြည်သူလူထုကရှင်တို့ကိုပြန်နားလေပေးနေတာဟုတ်လားဘောမမပါနော်ငါပြောတယ်ပြည်သူပြည်သူဆိုတဲ့အဲမှာဘောမဆိုတဲ့ကောင်းနေမပါဘူးဟုတ်လားငါတို့ဘက်ကပြည်သူတွေပြောတာဟိုမြောက်မြန်မာပြည်သူတွေကိုငါတို့မပြောဘူးအဲ့တော့ကျောင်းတို့ပြည်သူတွေကရှင်တို့ကိုနားလေပေးကြတယ်ဩဒီချိန်မှာတို့လည်းကတ်ခဲမှာပဲတို့လည်းဖိနှိပ်ချုပ်ချယ်ခံနေရတာပဲအချိန်ကြောက်ခံနေရပါဒီကြားထဲမှာရိုက်နေကြရတာဟဲ့လုတ်ပါစီ ဟမ်တော်ရုံမပြောအခုရှင်တို့ကပြည်သူလူထုကိုနော်တက်ဖြတ်နေတဲ့ကောင်းဒီဘက်မှာပေါ်ပေါ်တင်တင်ရက်တာဟုတ်လားပေါ်ပေါ်တင်တင်ရက်ပြီးတော့ရှင်တို့ဒီလူမျိုးဝိုက်ကောလှုပ်ခံရမယ်မှန်းအစဲခံရမယ်မှန်းတိတိကြီးနဲ့ရှင်တို့ခုအတွက်ကိုကိုကြည့်ပြီးတော့မှရုံမာတာလူရုံမာတယ်ဝိုက်ကောလှုပ်ရမယ်လူတွေမြင့်မြတ်တို့ရောအဲ့ဒီလူကောင်းဒီလက်ထဲမှာဟုတ်လား ခိုင်းသမျှလုံနေတဲ့ကောင်းတွေအလုံးကိုကျမတို့ပြည်သူလူထုရဲရဲတောက်ဘွိုက်ကော့လှုပ်ဆမ်းမှာပြက်ပြက်သားသားဘွိုက်ကော့လှုပ်ဆမ်းမှာကျမတို့မှကြည်စရာဇကားတွေအများကြီးပဲရှိပါမြန်မာကားမဟုတ်ဘဲနဲ့နိုင်ငံခြားကားတွေဘာသာပြန်တွေအများကြီးပဲပို့ပြီးတော့ပေါ်ကားတွေထက်ကောင်းပါသေးတယ်ဘာလို့ကျမတို့ဘွိုက်ကော့မလုံနိုင်ရမှာလဲတတိုင်းပြည်လုံးကျမတို့ကအခုချိန်မှာစည်ရင်နွနစ်နေတဲ့အပြင်အာနာနဲ့ဖိနှိပ်မှုခံနေရတာ တတိုင်းပြည်လုံးလဲအမောင်မိုက်ကြနေတာအမောင်ဆုံးကာလတွေဖြစ်တယ်နော်ဘေးအိမ်မှာတက်နေတာကိုဘေးအိမ်ကမြင်နေရတာကိုမပြောရတဲ့ကာလဖြစ်တယ်ဘေးအိမ်မှာဖမ်းသွားတာကိုဘေးအိမ်ကနှုတ်ဆက်နေရတဲ့ကာလဖြစ်တယ်အမှန်တရားကိုလဲလွတ်လွတ်လပ်လပ်ဖော်ထုတ်ခွင့်မရတဲ့ကာလဖြစ်တယ်တနတ်တွေချိန်ထားတဲ့နှစ်ထင်းနေမှာတနတ်တွေအချိန်ခံခံထားရတဲ့ကာလဖြစ်တယ်ဒီကာလမှာကျမတို့ကလက်နက်ကင်ပြီး တိုက်ရမယ်လို့မဆိုလို့ဘူးဝိုက်ကော့လုံးကြပါဟင်ပြည်သူလူထုကိုဒီလောက်စော်ကားနေတာဒီအမှုပညာရှင်တွေဒီဆိုးမြတ်သူစားတို့ဇက်ကားတွေရိုက်နေတာပဲဒီဆိုးမြတ်သူစားတို့တစ်ဖက်မှာဇက်ကားတွေရိုက်နေတယ်လို့ပဲပြည်သူလူထုအရှိမတွေပေါ်ပေါ်တင်တင်ကိုစစ်ကောင်စီကဖိတ်တဲ့ပွဲတွေမှာငုတ်တုတ်ကြီးတွေခုံပေါ်မှာထိုင်ပြီးတော့တွားပြီးတော့နေပေးနေကြတာပဲလှုပ်ပေးနေကြတာပဲအာနာရှင်အလို့ကြကပြနေကြတဲ့စစ်ကောင်စီလက်အောက်ကလူတွေ ဘူဘူဘူကျုပ်သားသမီးတွေဖြစ်တယ်ဒီလိုအမှုပညာရှင်အောက်တန်းစားတွေကိုကျမတို့ရဲရဲပြက်ပြက် white coat လောက်ရမယ်အချိန်ဖြစ်ပါတယ်ကျမတို့ white coat လောက်တာမထီရောက်ဘူးလို့မပြောပါနဲ့ကျမတို့ white coat လောက်တာအင်မတန်ထီရောက်ပါတယ်ဒိန်းအောင်ကိုပဲကြည့်ပါอืมเนาะဟုတ်တယ်ငင်းချမ်းကိုပဲကြည့်ပါကွဲမငှားကြလို့မျက်ရည်ကထိုးနေတဲ့ကောင်းတွေကိုပဲကြည့်ပါဒါဟာ white coat ရဲ့စွမ်းအားပါပဲอืม နော်အဲ့တော့အစိုးရတွေရောဟုတ်လားနေဝင်းတို့အောက်တန်းစားအမှုပညာရှင်တွေကိုလည်းကျမတို့ဘိုက်ကောလုပ်ရအောင်အကုန်လုံးကိုဘိုက်ကောလုပ်ရအောင်ဒါရန်သူစင်းနေခဲ့ရမှာဒါဟာရိုးရိုးအမှုပညာမဟုတ်တော့ဘူးဒါဟာပြည်သူကိုပြည်သူတော်လှန်နေမှန်းသိရတာနဲ့ပြည်သူကိုပစိုးလှန်ပြနေတဲ့အမှုပညာရှင်တွေပြည်သူကိုစော်ကားနေတဲ့အမှုပညာရှင်တွေအဲ့တော့ကျမတို့ပြက်ပြက်သားသားဘိုက်ကောလုပ်စမ်းပါတချင်းစုံနေတဲ့ကောင်းတွေလည်းအတူတူပါပဲနိုင်ငံတကာကစီးပွားရေးသမားတွေအဲ့ဒီ အောက်တန်းစားစီဝါရေးသမားတွေကလည်းပြည်သူလူထုမျက်နှာကိုကြည့်တာမဟုတ်ဘူးသူတို့ပတ်စံရဖို့အရေးပဲခော့ခော်ပြီးပွဲတွေလုပ်နေကြတဲ့အဲမှာလေကျမတို့ပြည်သူလူထုတွေကဘာဖြစ်လို့လိုက်ပြီးတော့အဲ့ဒီပေါ်မှာရှောင်နေကြတာလဲကဲတော့ဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းဒီအောက်တန်းစားဘောမအမှုပညာရှင်ဆိုတဲ့ကောင်းရင်မှန်သမျှအားလုံးကိုနော်ဒါဘွိုင်းကောလောက်ပြီးတော့မှတ်လောက်တားလောက်စီအောင်ပညာပြပေးဖို့တော့လိုနေပါပြီနော် ကဲတော့ဒီညပိုင်းကြီးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကောင်မတို့တယောက်ချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနေ့ပြန်ကြပါပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါမယ်အားလုံးပဲကျမ်းမာပေးခြင်းကြပါစို့ညာ thank you